တဘောတန်စာစင်မှာထုတ်ဝေတဲ့ဆရာစန်းသာဆံမရေးသားပြီးဆရာမပြိုကတီးဖြတ်ထားတဲ့စုပေါင်းတည်ဆောက်ခြင်းမှာပေါ်ထွန်းလာသည့်လောကီအရှိတရားဤစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရင်ဆရာနဲ့ဆရာမတို့နဲ့တကွာသက်ဆိုင်သူများအားလုံးထံမှခွင့်တောင်းလိုက်ပါရစေ။ပညာရေးသင်ယူညွှန်တန်းများနဲ့အစိုးရများ ပညာရေးနဲ့နိုင်ငံရေးဆက်ဆက်မှုဟာရိုးရှင်းတဲ့ကိစ္စမဟုတ်ပါဘူး။နိုင်ငံတိုင်းမှာသူ့အခြေအနေနဲ့သူကွဲပြားကြပါတယ်။အခြေအနေပေါ်မူတည်ပြီးပညာရေးကိုနိုင်ငံရေးရွယ်ချက်နဲ့အသုံးချတာကကောင်းကျိုးဆိုးကျိုးနှစ်မျိုးစလုံးဖြစ်နိုင်ပါတယ်။တချို့နိုင်ငံတွေမှာပညာရေးကိုမျိုးသားရေးဝါဒမြင့်တင်မှုအသုံးချပုံကိုကြည့်ရအောင်။ဥပမာဂျပန်မှာကိုယ်ရင်ချင်းမှုကိုဂုဏ်ယူရက်အောင်တင် जा ပေးပါတယ်။တရုတ်မှာတော့ community party ရဲ့အခမ်းအနားကိုအလေးပေးတင် जा ပါတယ်။ American နိုင်ငံမှာတော့လွတ်လပ်ရေးကြေညာစာရန် ဖွဲ့စည်းပုံအခြေခံဥပဒေတို့ကိုဦးစားပေးပြီးဒီမိုကရေစီတန်ဖိုးတွေကိုတင် जा ပေးပါတယ်။အိန္ဒိယမှာတော့ဟိန္ဒူဘာသာနဲ့ယဉ်ကျေးမှုကိုအလေးပေးပါတယ်။အချို့အာဖရိကနိုင်ငံတွေမှာကိုလိုနီခေတ်တွေ့ကြုံကြောင်းပညာရေးမှာဒေသခံဘာသာစကားကိုပို့ပြီးအသုံးပြုလာပါတယ်။ဥပမာတန်ဇန်နီးယားမှာရှာဟီလီဘာသာစကားကိုအားပေးပါတယ်။ဒါတွေကလည်းမျိုးသားလက္ခဏာပြန်လည်တည်ဆောက်တဲ့ပုံစံပါ။လူမျိုးစုံဘာသာစုံနိုင်ငံတွေမှာစိန်ခေါ်မှုတွေပုံများပါတယ်။မလေးရှားမှာဆိုရင်မလေးတရုတ် ိန္ဒိယလူမျိုးတွေကြားညီမျှမှုရှိအောင်ထိမ့်မိရပါတယ်။ဘာသာစကားမူဝါဒမှာလည်းမလေးဘာသာစကားကိုဦးစားပေးပေမဲ့အင်္ဂလိပ်စာကိုလည်းအားပေးပါတယ်။စင်ကာပူမှာတော့ဒွိဘာသာစကားစနစ်ကိုကျင့်သုံးပါတယ်။အင်္ဂလိပ်စာကိုပင်မဘာသာစကားဖြစ်သုံးပြီးတရုတ်မလေးတမင်းစတဲ့မိခင်ဘာသာစကားတစ်ခုကိုပါသင်ကြားပေးပါတယ်။ဒီမူဝါဒကတိုင်းသားပေါင်းစုံကြားသားစာတာဖြစ်စေပြီးနိုင်ငံတကာနဲ့လည်းချိတ်ဆက်နိုင်စေပါတယ်။ကနေဒါလိုနိုင်ငံမှာတော့ဘာသာစကားနှမျိုးကိုတရားဝင်အသိအမှတ်ပြုထားပါတယ်။ ပြင်သစ်စကားပြောတဲ့ခွိဘက်ပြည်နယ်မှာပြင်သစ်ဘာသာကိုဦးစားပေးပြီးချန်ပီယံတွေမှာအင်္ဂလိပ်စာကိုဦးစားပေးပါတယ်ဒါပေမဲ့နှစ်ဘာသာစလုံးကိုနိုင်ငံအနှံ့သင်ကြားပေးပါတယ်ခေတ်သစ်မှာတော့ပညာရေးမှာအစွန်းရမျိုးသားဝါဒတွေညော့နေလာပါတယ်နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့လွှမ်းမိုးမှုကမ္ဘာလုံးဆိုင်ရာစံနှုန်းညီချောင်းဖြစ်ပါတယ်ဥမာ UNESCO ကပညာရေးမှာလူ့အခွင့်အရေးငြိမ်းချမ်းရေးစံနှုန်းကိုထည့်သွင်းဖို့အားပေးပါတယ်ဒီပညာခေတ်မှာလည်းအင်တာနက်ကြောင့်ဒီနေ့ကျောင်းသားတွေကဇိုးရရဲ့တရားဝင်သင်ယူပြင်ပကအချက်အလက်တွေကို လွယ်လွယ်ကူကူရရှိနိုင်ပါတယ်။ဒါကြောင့်အစိုးရတွေအနေနဲ့ပွင့်လင်းမြင်သာမှုရှိဖို့ပိုလိုအပ်လာပါတယ်။ပညာရေးနဲ့နိုင်ငံရေးဆက်ဆံမှုကရိုးရှင်းတဲ့ကိစ္စမဟုတ်ပါဘူး။တက်ဆိုင်ရာနိုင်ငံတိုင်းမှာမတူညီတဲ့စိန်ခေါ်မှုတွေရှိပါတယ်။အမျိုးသားလက္ခဏာထိန်းသိမ်းရေးနဲ့နိုင်ငံတကာနဲ့လည်းယဉ်ပေါင်းတန်းနိုင်တဲ့ပညာရေးစနစ်ဖြစ်ဖို့အရေးကြီးပါတယ်။ဇင်းမြစ်လူမျိုးစုံဘာသာစုံကြားသာသာတာဖြစ်ပြီးလူ့အခွင့်အရေးဒီမိုကရေစီရည်တံပိုးတွေကိုလည်းလေးစားတဲ့ပညာရေးစနစ်ဖြစ်ဖို့လိုအပ်ပါတယ်။ဒါဟာ ကမ္ဘာနိုင်ငံတိုင်းအတွက်ဆင်ဆက်မပြတ်ကြိုးပမ်းနေရမယ့်ကိစ္စတစ်ခုပဲဖြစ်ပါတယ်။ဝါဒဖြန့်ချီရေးနဲ့နိုင်ငံရေးအာဏာကြီးတရားဝင်မှုကိုတိဆောက်ခြင်းဝါဒဖြန့်ချီရေးနဲ့နိုင်ငံရေးအာဏာတို့ဟာလူမှုရေးဖြစ်စဉ်တွေကို ခြေခံပြီးပေါ်ပေါက်လာပါတယ်။နိုင်ငံရေးကောင်းဆောင်တွေကသူတို့အာဏာကိုတရားဝင်အောင်လုပ်ဖို့ဘာသာစကားတွေနဲ့မီဒီယာကိုအသုံးချကြပါတယ်။ဥမာမိန့်ခွန်းတွေမှာလူတွေရဲ့စိတ်ခံစားချက်ကိုအလွန်လှုံ့ဆော်နိုင်တဲ့စကားလုံးတွေသုံးကြပါတယ်။မီဒီယာတွေကလည်းသတင်းတင်ပြပုံနဲ့ ဘာသာစကားသုံးနှုန်းပုံတွေကနေလူတွေရဲ့အမြင်ကိုလွှမ်းမိုးနိုင်ပါတယ်။ဝါရဖြန့်ချီရေးနယ်နိုင်ငံရေးအာဏာတို့ကအပြန်အလှန်အားဖြင့်နေတဲ့တန်တရာလဲပတ်မှုလို့ဖြစ်နေပါတယ်။ဒီလိုလှုပ်ဆောင်မှုတွေကလူတွေရဲ့တံပိုးထားမှုစံနှုန်းနေတဲ့အမြင်တွေကိုပုံဖော်နိုင်ပြီးလူခွင့်ရေးချိုးဖောက်မှုတွေဖြစ်လာစေနိုင်ပါတယ်။ဒီနေ့လိုမျိုးလူမှုကွန်ရက်ခင်မှာဝါရဖြန့်ချီရေးတွေပိုရှုပ်ထွေးလာပြီးတရင်အတုတွေပြန့်နှံ့လွှဲလာပါတယ်။မြန်မာနိုင်ငံမှာရိုဟင်ဂျာလူမျိုးတုံးတန့်ဖြတ်မှုဖြစ်နေချိန်မှာ Facebook ကိုဝါရဖြန့်ဖို့တုံးကြတာလူသိများတယ်။ ရင်ကလည်းတိုင်းသားဒေသအများစုမှာစစ်ရာဇဝမှုလူမျိုးတုံးတပ်ဖြတ်မှုတွေလုပ်နေခဲ့ခြင်းကလည်းပြည်တွင်းမှာတောင်းကျမ်းသူနှိမ်နှင်းတယ်လို့ဝါဒဖြန့်ပါတယ်။နိုင်ငံတကာဆက်ဆံရေးမှာလည်းနိုင်ငံစိုးရတွေကပုံရိပ်ကောင်းအောင်ဝါဒဖြန့်ချင်မှုတွေလုပ်ကြပါတယ်။ဒီမိုကရေစီစနစ်မှာတော့ဝါဒဖြန့်ချင်ရေးတွေရှိပေမဲ့ဒါကိုအတိုက်အခံအတန်တွေက ထိန်းပါတယ်။အနာရှင်စနစ်မှာတော့ဝါဒဖြန့်ချင်ရေးကပိုအားကောင်းပြီးလူမှုကိုထိန်းချုပ်ဖို့ကြောင်ရုံစိတ်မုံဒီစိတ်ဖန်တီးထားတာ မျိုးသားရေးစိတ်ဓာတ်နှုံဆော်တာတွေကိုလုပ်ကြပါတယ်။ဘာသာပြန့်ချင်ရေးတွေကိုစန့်ကျင်ဖို့ပညာရေးသတင်းအချက်အလက်စစ်မှန်မှုလွတ်လပ်တဲ့မီဒီယာတွေအရေးကြီးပါတယ်။နောက်ဆုံးအနေနဲ့ဒါဟာပြောင်းလဲနေတဲ့လုပ်ငန်းစဉ်တစ်ခုဖြစ်လို့အခြေအနေပြောင်းလဲမှုတွေကိုအမြဲတည်ထားဖို့လိုအပ်ပါတယ်။စာပေနဲ့ပုံမြင်ချက်လမ်းများမှတရားဝင်မှုဖန်တီးခြင်းပုံမြင်ဟောပြောချက်နဲ့စက်ကြောင်းတွေက နိုင်ငံရေးအာဏာရဲ့တရားဝင်မှုကိုတိဆောက်တဲ့နေရာမှာရေးပါတဲ့အခန့်ကဏ္ဍကပါဝင်ပါတယ်။ နိုင်ငံရေးကောင်ဆောင်တွေဟာသူတို့ရဲ့အုပ်ချုပ်မှုကိုတရားဝင်ဖြစ်အောင် လုပ်ဖို့ပုံပြင်တွေကိုအသုံးချကြပါတယ်။ဘေးရန်နိုင်ငံတွေကပုံပြင်ဒဏ္ဍာရီတွေမှာအခြေတည်ပြီးတိစောက်ခဲ့ကြပါတယ်။မြို့သားရေးဆက်ကြောင်းတွေဟာနိုင်ငံရဲ့တံမိုးထားမှုတွေညီမှန်းချက်တွေကိုဖော်ပြပေးပြီးလူရည်ရဲ့စိတ်ခံစားချက်ကိုလုံဆောင်ပေးနိုင်ပါတယ်။ဥပမာမြို့သားသူရဲကောင်းတွေရန်ဇက်လန်းတွေတမဝင်ဖြစ်ပျက်တွေကိုပြန်လည်ဖော်ကျူးပြသတာမျိုးလုပ်ကြပါတယ်။ဒီလိုနည်းနဲ့လူတွေကိုစီးလုံးစေပြီးစိုးရပေါ်ထောက်ခံမှုရအောင်လုပ်နိုင်ပါတယ်။ တခါတလေလူမျိုးရဲ့စင်မြစ်တွေကိုဒဏ္ဍာရီတွေတိစားပြီးစီလုံးရေးလုပ်ကြပါတယ်အနော်ရတာဘင်းအောင်တို့အနေနဲ့မြန်မာနိုင်ငံထူထောင်နေဆိုတာမျိုးလောက်ခဲ့တာမျိုးမဟုတ်ပဲသူ့လက်အောက်ခံနဲ့တိုးချက်သူ့ဖာသာတစ်စာရေးတိုက်ပြီးခွန်ကောက်ခဲ့တာကိုမြန်မာအင်ပါရာကြီးတွေဆိုပြီးပုံမြင်သုံးတာမျိုးရှိတယ်လို့ဌာနေလူမျိုးတွေကြားမှာခရိယန်သာသနာပြုတွေတမချန်းစာတွေကမျောစင်ဆက်လန်းနဲ့ချိတ်ဆက်ပြီးဘယ်ဘလုံကလာတယ်ဗုဒ္ဓဆက်တော်တွေနဲ့ချိတ်ဆက်ပြီးပြားရဲရတယ်ဝိဇာနဂါးတွေနဲ့ မွေးတယ်ဆိုတာမျိုးတွေကိုပြောကြပြီးတရားဝင်ဖို့လုပ်ကြပါတယ်။စာပေတွေပေါ်လာတဲ့ခေတ်မှာပရိသတ်တွေပေါ်လာတာဟာလည်းတိုက်ဆိုင်မှုမဟုတ်ပါဘူး။စာပေရေးသားခြင်းကလည်းလူတွေကို အမိန့်ပေးထိန်းချုပ်ရတာပိုသက်သာလာတယ်။ဒါကြောင့်ကမ္ဘာအနှံ့အပြားကဌာနေလူမျိုးတွေနဲ့မြန်မာနိုင်ငံမှာဆိုရင်ကရင်ကရနီလိုတောင်ပေါ်ဌာနေလူမျိုးတွေဟာမြေပြန့်ဘေးရန်နိုင်ငံကစာပေတွေကိုမသုံးစွဲပဲဖျားပေးတဲ့စာပေဆိုတာမျိုးတွေကိုဖန်တီးထားခြင်းဟာဘေးရန်နိုင်ငံတွေစီကရောက်လာတဲ့အာဏာတွေကို ုခံခြင်းတစ်မျိုးဖြစ်နိုင်တယ်လို့ပညာရှင်တွေကလေ့လာထားကြောင်းကို the error not being legible စာအုပ်မှာရေးထားပါတယ်။ပုံပြဒဏ္ဍာရီတွေကိုသုံးပြီးကြားဝင်မှုဖန်တီးကြတဲ့နီးလန့်တွေဟာလူတွေကိုလွယ်လွယ်ကူကူစီယုံနိုင်ပေမဲ့အမှန်တရားတွေကိုလွဲမှားစေနိုင်ပါတယ်။တကယ်အဖြစ်အပျက်တွေကိုခြေကားပြီးပြောဆိုတာအချက်လက်တွေကိုခြံလက်ထားတာမျိုးတွေလုပ်နိုင်ပါတယ်။ဒါကြောင့်ပုံပြတွေကိုသုံးချတဲ့အခါကြည့်ဝင်ပိုင်းဆိုင်ရာစဉ်းစားစရာတွေရှိပါတယ်။အထူးသဖြင့် digital ခေတ်မှာ ပုံမြင်ပြောတဲ့ပုံစံတွေပြောင်းလဲလာပြီးလူမှုကွန်ရက်ကနေလျင်မြန်စွာပြန်နှက်လာနိုင်ပါတယ်။အမှန်တရားကဖက်နှက်စီချိန်မူတာစကားကကဘာပတ်တယ်လို့ဆိုခဲ့ကြပေမဲ့ဒီနေ့ခေတ်အမှန်တရားကထိုင်ရာကမထသေးခင်မူတာစကားကကဘာကိုအခခပတ်ပြီးတဲ့ခေတ်ပါ။အစိုးရတွေကပြည်တွင်းမှာရင်ဆိုင်နေရတဲ့ပြဿနာတွေကိုကင်တွယ်ဖြေရှင်းတဲ့အခါမှာလဲပုံမြင်တွေကိုအသုံးပြုကြပါတယ်။စီးပွားရေးချက်တဲ့ကာလမှာအရင်ကလိုပြန်လဲထွန်းပါရေးဆိုတဲ့ဇာတ်ကြောင်းကိုသုံးပြီးလူထုရဲ့ထောက်ခံမှုတွေကိုရယူတာကိုတွေ့ရတယ်။ မြန်မာနိုင်ငံမှာလည်းလွတ်လပ်ရေးရဗီဇာကအရန်ချမ်းသာကောင်းမွန်ခဲ့တယ်ဆိုပြီးစိတ်ကူးရင်ပြောကြတယ်။ American ရွေးကောက်ပွဲစကားဆင်ထိုးပွဲတွေမှာဆိုဒီလိုဆက်ကြောင်းဖော်ဖော်တည်တည်ကြရတယ်။နိုင်ငံတကာဆက်ဆံရေးမှာလည်းနိုင်ငံတွေဟာသူတို့ရဲ့ပုံရိပ်ကားအောင်ဇက်ကြောင်းတွေကိုအသုံးပြုကြပါတယ်။ဥပမာနိုင်ငံရဲ့ယဉ်ကျေးမှုနဲ့တန်ဖိုးတွေကိုမြင့်တင်တဲ့ပုံမြင်တွေကိုဖန်တီးပြီးနိုင်ငံတကာကလက်ခံလာအောင်လှုံ့ဆော်ကြပါတယ်။လူ့အတိုင်းဝိုင်းနဲ့လူတွေရဲ့တွေးခေါ်လှုံ့ဆော်ချက်တွေဘယ်လောက်ခိုင်မာချိုးကြလဲဆိုတာကိုလည်းစာပေကနေသုံးသပ်ဝေဖန်ကြပါတယ်။ ခင်းဆက်ဆက်မှာစာပေတွင်မျိုးမျိုးကြပြာတခြင်းဇာလန်းတွေကနေလူအတိုင်းဝိုင်းရဲ့စိုးကွက်တွေကိုပြုတ်ပြင်ဖို့လိုတာတွေကိုထောက်ပြခဲ့ကြတယ်။အတွေးဝိထုတွေမှာတောင်လူမှုအတိုင်းဝိုင်းကို ပြောင်းလဲစေတဲ့အင်အားရှိပါတယ်။ဥမာအားဖြင့် Angel Tom's Cabin ဆိုတဲ့ story ကစာအုပ်က1852ခုနှစ်အမေရိကန်မှာကျော်စနစ်ဖြတ်သိမ်းလှုပ်ရှားမှုကိုတိုးတက်စေခဲ့တယ်။1885ခုနှစ်မှာထုတ်ဝေတဲ့ Helen Hunt Jackson ရဲ့ ရာမနာစာအုပ်ကဌာနတိုင်းသားတွေနဲ့သက်ဆိုင်တဲ့ဥပဒေတွေကိုပြုတ်ပြင်ဖို့လှမ်းမိုးခဲ့တယ်။1906ခုနှစ်မှာစင်ကလဲရတဲ့တကြံကစာအုပ်ကပြည်သူ့ကျန်းမာရေးနဲ့စားတောက်စိတ်ချရေးအတွက်ဥပဒေတွေအသက်ဝင်စေဖို့အာဏာပိုင်တွေကိုတွန်းနိုင်ခဲ့တယ်။ရန်ပန်ရန်ကမှာဝိထုဇာလန်တစ်ခုလုံးကိုဖတ်လိုက်တဲ့အခါတင်ယူရရှိနိုင်တဲ့သင်ခန်းစာတွေကို နေ့စဉ်ပြောတဲ့စကားနဲ့ခြာရင်းရင်တမျက်နာတောင်ရှိခြင်းမှရှိမှဖြစ်ပေမဲ့ဝိထုဇာလန်ကပြတဲ့ချင်းစာပေတွေကိုဖတ်ကြည့်လိုက်ခြင်းအပြင်ဇာကလုံးတွေကလည်း လူရဲ့နှလုံးသားရဲ့ခံစားချက်တွေဖြစ်တည်မှုတွေရောက်လာပြီးလောကအမြင်သက်တွေကိုပေးတာတွေ့ရမှာပါဒါကြောင့်အာနာရှင်တက်လာပြီဆိုရင်စာပေတွေကိုဝါရဖြန့်ဖို့ထုတ်တာသူတို့အမြင်နဲ့မသိဘူးတင်တဲ့စာပေတွေကိုမိရှုပ်ဖြက်စီတာဇက်ပွဲကာရာတွေကိုကန့်သက်တာစတာတွေကိုမြင်ကြရမှာပါတကယ်တော့လူတွေရဲ့အတိုင်းအဝဲမှာ social algorithm လို့ပြောလို့ရတဲ့လူတွေရဲ့ယူဆချက်နဲ့ထုံးစံတွေကနေလည်းပတ်နေတဲ့ programming အစီအစဉ်တွေကိုပြန်လည်ပြင်ဆင်ဖို့လဲဘာသာစကားကိုတုံးကြရတာပါပဲ ုံမြင်တဲ့ဇာတ်ကြောင်းတွေဟာနိုင်ငံရေးအာဏာနဲ့တရားဝင်မှုကိုတိဆောက်တဲ့နေရာမှာဆွမ်းအားကြီးမားတဲ့ကြိယာတစ်ခုဖြစ်ပါတယ်ဒါပေမဲ့ဒီကြိယာကိုတာဝန်တည်တည်နဲ့အသုံးပြုဖို့လိုအပ်ပါတယ်လူထုကတော့တတိထားပြီးစမ်းစစ်နိုင်စွမ်းရှိဖို့အရေးကြီးပါတယ်ပုံမှန်ဆိုသည့်ဆန်လုံးများပြောင်းလဲခြင်းပုံမှန်လို့လူတွေတတ်မှတ်တာတွေကဘာတွေလဲလူတွေရဲ့နေ့စဉ်ပြောဆိုမှုတွေထဲမှာပုံမှန်ပဲဆိုတဲ့ဇာတ်ကလုံးကိုမကြာခဏကြားရလေရှိပါတယ်ဒါပေမဲ့ပုံမှန်ဆိုတာဘာလဲဆိုတာကိုစဉ်းစားကြည့်တဲ့အခါ ရိုးရှင်းတဲ့အတိတ်ပဲဖွင့်ဆိုချင်မရှိဘူးဆိုတာတွေ့ရပါတယ်။ Leonor T4 ရဲ့ Sexist Nor and Normal X ဆိုတဲ့စာအုပ်ထဲကတွေးခေါ်တွေကိုခြေခံပြီး ပုံမှန်ဆိုတဲ့ယူဆကိုရှုထောင့်မျိုးမျိုးကနေဆန်းစစ်ကြည့်ရအောင်ပါ။ပထမဆုံးအနေနဲ့ပုဂ္ဂလအမြင်ရပုံမှန်ဖြစ်တာဆိုတာရှိပါတယ်။လူတိုင်းလူလူကကိုယ့်ကိုယ်ကိုပုံမှန်လို့မြင်ပြီးကိုယ်နဲ့တူတဲ့သူတွေကိုလည်းပုံမှန်လို့သတ်မှတ်လို့ရှိပါတယ်။ဒါပေမဲ့ဒီယူဆကိုလူများရှိမှပုံပွဲလင်းလင်းဖော်ပြလို့တော့အသိမရှိပါဘူး။ ုတိယချက်ကတော့စည်ရင်အင်းအရာ ပုံမှန်ဖြစ်တာပါလူများစုကလောက်ဆောင်နေတဲ့အရာကို ပုံမှန်လို့သတ်မှတ်ကြပါတယ်ဥမာအသားစားသူများတဲ့လူအဖွဲ့စည်းမှာအသားစားတာကိုပုံမှန်လို့ယူဆကြပေမဲ့တက်တက်လို့စားသူများတဲ့လူအဖွဲ့စည်းမှာတော့တက်တက်လို့စားတာကိုပုံမှန်လို့မြင်ကြပါတယ်တတိယချက်ကတော့စံပြုထိုက်တယ်လို့ယူဆတဲ့အယူအဆအရပုံမှန်ဖြစ်တာပါနိုင်ငံရေးစည်းဝါးရေးဘာသာရေးစတဲ့နယ်ပယ်တွေမှာစံပြုထိုက်တယ်လို့ယူဆတဲ့အပြုမူတွေစံပြပုံကိုယ်တွေကိုပုံမှန်ဖြစ် သတ်မှတ်ကြပါတယ်။ဥမာဗိုလ်ချုပ်အောင်ဆန်၊မာတင်လူသာကင်းဂန်နီစတဲ့ပုံကိုယ်တွေကိုစံပြပုံကိုယ်ဖြစ်ယူဆကြပါတယ်။ချုပ်ထချက်ကတော့ယဉ်ကျေးမှုရပုံမှန်ဖြစ်တာပါ။လူဖွဲ့စည်းတိုင်းမှာကိုယ်ပိုင်ထုံးတမ်းပြုမှုတွေရှိကြပြီးအဲ့ဒါတွေကိုပုံမှန်လို့သတ်မှတ်ကြပါတယ်။ဥမာမြန်မာနိုင်ငံမှာလူကြီးရှေ့ကိုကိုကြုံဝေးတာပုံမှန်ဖြစ်ပေမဲ့တခြားနိုင်ငံတွေမှာတော့မလိုအပ်ပါဘူး။နောက်ဆုံးချက်ကတော့ကျွမ်းကျင်မှုနယ်ပယ်လိုက်ပုံမှန်ဖြစ်တာပါ။ပညာရဲ့တည်တည်မှာကိုယ်ပိုင်စံနှုန်းတွေလှုပ်ထုံးလုံနေတွေရှိပါတယ်။ဥပမာ ဈေးပညာရပ်မှာဈေးပညာရှင်တွေတက်မှတ်ထားတဲ့ဆန်နှုန်းတွေရှိတယ်လို့တခြားပညာရပ်တွေမှာလည်းကိုယ်ပိုင်ဆန်နှုန်းတွေရှိကြပါတယ်။ဒီလိုကြီးလိုက်တဲ့အခါပုံမှန်ဆိုတာဟာရှုထောင့်မျိုးမျိုးကနေအတိတ်ပဲဖွင့်ဆိုလို့ရတဲ့ရှုပ်ထွေးတဲ့အယူအဆတစ်ခုဖြစ်နေတာကိုတွေ့ရပါတယ်။ဒါကြောင့်တစုံတစ်ခုကိုပုံမှန်လို့ပြောတဲ့အခါဘယ်လိုသဘောနဲ့ပြောတာလဲဆိုတာကိုစဉ်းစားသင့်ပါတယ်။တခါတလေကျွန်တော်တို့ပုံမှန်လိုအပ်တဲ့အရာဟာတကယ်တော့ကိုယ့်ရဲ့ကိုယ်ပိုင်မြင်လူမှုပတ်ဝန်းကျင်ယဉ်ကျေးမှုပညာရေးဆိုင်ရာနောက်ကန်နေပုံမှုတည်နေတာကိုတတိပြုမိပါပါ။ ခေပြောင်းသွားတာနဲ့အမျှဘဝဆန်နှုန်းတွေကလည်းပြောင်းလဲကုန်ကြပါပြီဒီပြောင်းလဲမှုတွေကလူမှုအသားဝင်တစ်ခုလုံးပေါ်တိတိတသာတည်ရမှုရှိနေတာညှိမရပါဘူးတမျိုးပြောရရင်ဘဝဆန်နှုန်းပြောင်းလဲတယ်ဆိုတာလူ့ဘွယ်စီရဲ့ကဏ္ဍပေါင်းစုံကိုထိခိုက်စေတဲ့လှမ်းလုံးကြီးတစ်ခုလိုပါပဲမျိုးဆက်တွေကြားဆက်ဆံရေးစီးပွားရေးနိုင်ငံရေးပညာရေးနဲ့ကျန်းမာရေးစနစ်တွေအလုံးဒီလှမ်းလုံးကြီးကြောင့်ရိုက်ခတ်မှုတွေခံနေရပါတယ်ဒါပေမဲ့ဘဝဆန်နှုန်းတွေလိုလိုပြောင်းလဲသွားတာတော့မဟုတ်ပါဘူး လူမှုပတ်ဝန်းကျင်မီဒီယာပညာရေးနိုင်ငံရေးစီးပွားရေးနဲ့ဤပညာတိုးတက်မှုတွေကထွန်းအားပေးနေလို့ပါပဲတိကျစဉ်းစားကြည့်ရင်ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာအပြားလဲတွေတစ်ဖြည်းဖြည်းဝင်ရောက်လာနေတာကိုတွေ့ရပါလိမ့်မယ်ဒီခေတ်မှာကိုယ့်ကိုယ်ကိုဦးစားပေးတဲ့တကူရီဇန်နဲ့အမှုချင်းနေပုံများလာတယ်လို့သုံးစွဲမှုယဉ်ကျေးမှုကလည်းခြေပြန့်လာပါတယ်ဤပညာပေါ်မှာအရန်ကုန်မီကိုလာကြတယ်ဒါတွေဟာကောင်းကျိုးရှိတယ်လို့ဆိုကြတွေလည်းရှိနေပါတယ်ဒီတော့ဘယ်လိုကင်တွေကြမလဲအဖြေကတော့လူတိုင်းပါဝင်ရမယ့် ရေရှည်လုပ်ငန်းစဉ်တစ်ခုလိုအပ်ပါတယ်။တရက်နဲ့တညမှာအားလုံးပြောင်းလဲသွားမှာမဟုတ်ပါဘူး။တဖြည်းဖြည်းချင်းပြောင်းလဲသွားမှာပါ။ဒီနေရာမှာရေးကြည့်တာကလူတို့နဲ့လူတို့ချင်းစီရဲ့တာဝန်ယူမှုပါ။ကိုယ်အသည့်ကိုယ်ရွေးချယ်မှုကိုယ်လှုပ်ဆောင်ချက်တွေကဘယ်လိုအကျိုးဆက်တွေဖြစ်စေမလဲဆိုတာနားလည်အောင်လေ့လာဖို့လိုပါတယ်။ဘတူခွဲပြားမှုတွေကိုလေးစားတတ်ဖို့နဲ့ခွဲခြားဆက်ဆံမှုတွေကိုလျော့ပါအောင်ကြိုးစားဖို့လည်းအရေးကြီးပါတယ်။တူးချင်းစီကတင်းငယ်တဲ့ပြောင်းလဲမှုတွေတွေစတင်လှုပ်ဆောင်နိုင်ပါတယ်။ဒီလိုတူးချင်းစီရဲ့ပြောင်းလဲမှုတွေစုပေါင်းလိုက်ရင် ကြီးမားတဲ့အကျိုးသက်ရောက်မှု ဖြစ်စေနိုင်ပါတယ်။ဘဝစံနှုန်းပြောင်းလဲမှုဆိုတာတပြေးပြေးချင်းဖြစ်ပေါ်လာတဲ့လုပ်ငန်းစဉ်တစ်ခုပါ။ချက်ချင်းအလုံးစုံပြောင်းလဲဖို့မဖြစ်နိုင်ပါဘူး။ဒါပေမဲ့စိတ်ရှည်လက်ရှည်နဲ့အားလုံးပူးပေါင်းပါဝင်မယ်ဆိုရင်တော့ပူကောင်းတဲ့လူ့ဘဝစီတစ်ခုကိုတည်ဆောက်နိုင်မှာဖြစ်ပါတယ်။အခန်းကို မတူညီမှုအတွက်နိုင်ငံရေးစီစဉ်များအားလေ့လာခြင်း The real political tax in a society such as ours is to criticized the workings of institutions that appear to be both neutral and independent. Michel Foucault American ဘုရားကျောင်းနဲ့အစိုးရတတိုင်းချမှု American နိုင်ငံရဲ့ဘာသာရေးနဲ့နိုင်ငံရေးခွဲခြားတဲ့စနစ်ကကမ္ဘာတမိုင်းမှာစံသစ်တည်ထွေဖို့တခုဖြစ်ခဲ့ပါတယ်ဒီစနစ်ကနိုင်ငံသားတိုင်းရဲ့အခြေခံအခွင့်အရေးတခုအဖြစ်သတ်မှတ်ထားပါတယ်ဒါဟာ18ရာစုနောက်ပိုင်းက American Dollar ၏ကာလမှာပေါ်ပေါက်လာခဲ့တာပါ အဲ့ဒီချိန်တုန်းကဥရောပမှာဘာသာရေးနဲ့နိုင်ငံရေးရောရှင်နေတဲ့ခေတ်ဖြစ်ပြီးနိုင်ငံရေးအာဏာနဲ့ဘာသာရေးအာဏာဟာတခုတည်းဖြစ်နေတတ်ပါတယ်။ American တွေကတော့ဒီလိုစနစ်မျိုးကိုညှင့်ပယ်ခဲ့ကြပါတယ်။သူတို့ကနိုင်ငံသားတိုင်းဟာမိမိယုံကြည်မှုအတိုင်းလွတ်လပ်စွာကိုယ်ကွယ်ခွင့်ရှိသင့်တယ်လို့ယူဆခဲ့ကြပါတယ်။ဖျားဆောင်တဲ့နိုင်ငံတော်ကြားတတိုင်းချမှု Separation of Church and State ဆိုတဲ့သဘောတရားရဲ့အမြင့်ဟာဥရောပတမိုင်းတွေကဘရင်တွေနဲ့ဖျားဆောင်နေကြ ပฏิပက္ခတွေကလည်းစတင်ခဲ့တယ်လို့ဆိုနိုင်ပါတယ်။ခရိယံဘာသာဝင်တွေကဘယင်အာနာနဲ့ဖရာရဲ့အာနာကိုခွဲခြားဖို့ကြိုးစားခဲ့ကြပါတယ်။ဒီတွေးခေါ်ကခေတာဘယင်ဤပုံပါလင်ခေတာဘယင်ဖို့ပေးကြတော့ဘုရားသခင်ပိုင်သည့်အရာကိုဘုရားသခင်အားပေးကြတော့ရှင်မသက်အခန်းကြီး22အခန်းငယ်21ကဆိုတဲ့ယေရှုခရစ်တော်ရဲ့အဆိုကနေ အစပြုခဲ့တယ်လို့ပြောတာလည်းရှိပါတယ်။ဒီသဘောတရားကိုပညာရှင်တွေကခေတ်အလိုက်ဆွေးနွေးခဲ့ကြပါတယ်။ဥပမာစိန့်အော်ဂတ်စတင်က 9ရာစုမှာ City of God နဲ့ City of Man ကိုခွဲခြားခဲ့ပါတယ်။ဒါပေမဲ့လက်တွေ့မှာအဲ့ဒီချိန်တုန်းကဘာသာရေးနဲ့နိုင်ငံရေးကရောထွေးနေစေပါပဲ။ဥရောပမှာဘုရင်တွေကဘုရားကျောင်းတွေကိုထိန်းထားတယ်လို့ဘုရားကျောင်းတွေကလည်းနိုင်ငံရေးမှာလွှမ်းမိုးမှုရှိနေခဲ့ပါတယ်။ဒါလည်းအဲ့ဒီတုန်းကအပြန်အလှန်ထိန်းချမှုပုံတစ်ခုဖြစ်ခဲ့တာပါပဲ။ခေတ်သစ်မှာ Separation of Church and State ဆိုတဲ့အယူအဆကို ပုံပေါ်ပေးခဲ့တာကတော့ John Locke လို့အတွေ့အကြုံပညာရှင်တွေပါ။သူက18ရာစုမှာ ဘာသာရေးတီးခံမှုကြောင့်ကိုစာရင်းရေးခဲ့ပြီးနိုင်ငံတော်နဲ့ဘာသာရေးကြားခွဲခြားတင်ကြောင်ဆွေးနွေးခဲ့ပါတယ်။လော့ကရဲ့အဆိုအရဘာသာရေးဆိုတာလူတူးချင်းစီရဲ့ရွေးချယ်မှုဖြစ်တဲ့ပြီးအဆိုအရကဝင်ရောက်ဆွဲဖက်တင်တာမဟုတ်ဘူးလို့ဆိုပါတယ်။ဒီယူဆကိုအမေရိကန်နိုင်ငံတီထောင်သူတွေက လက်ခံကျင့်သုံးခဲ့ကြပါတယ်။အထူးသဖြင့်ထောမတ်ဂျက်ဖာဆန်နဲ့ဂျိမ်းမက်ဒီဆင်တို့ကဒီတွေးခေါ်တွေကိုအားပေးခဲ့တဲ့သူတွေပါ။ဂျက်ဖာဆန်က1802ခုနှစ်မှာ Denvery Baptist Association စီပေးပို့ခဲ့တဲ့စာထဲမှာ Wall of Separation Between Church and State ဘုရားကျောင်းနဲ့နိုင်ငံတော်ကြာခွဲခြားထားတဲ့နိုင်ငံဆိုတဲ့အသုံးအနှုန်းကိုသုံးခဲ့ပါတယ်။ဒီစနစ်ကဘာသာရေးလိုလက်ခွင့်နဲ့နိုင်ငံရေးမှာဘာသာရေးပေါ်ခြေခံမီခွဲခြားဆက်ဆံမှုမရှိအောင်ကာကွယ်ပေးပါတယ်။ American ဖွဲ့စည်းပုံခြေခံဥပဒေရဲ့ပထမဆုံးပြင်ဆင်ချက်မှာဆိုရဟာဘာသာရေးတစ်ခုခုကိုတရားဝင်သတ်မှတ်ခြင်းမပြုရဘူးလို့ဆိုထားပါတယ်။တချိန်တည်းမှာပဲ American နိုင်ငံသားတွေရဲ့လွတ်လပ်စွာ ကိုယ်ကွယ်ယုံကြည်ခွင့်ကိုအာမခံပေးထားပါတယ်။ဒီလိုလုပ်ခြင်းအပြင်ဘာသာရေးအရလူနည်းစုတွေကိုကာကွယ်ပေးထားသလိုနိုင်ငံရေးမှာလည်းဘာသာရေးကြောင့်ခွဲခြားဆက်ဆံခံရခြင်းမရှိအောင်စီစဉ်ထားပါတယ်။ဥပမာအနေနဲ့ဆိုရရာရှိတွေခန့်အပ်တဲ့အခါဘာသာရေးယုံကြည်မှုကိုထက်သွင်းစဉ်းစားလို့မရပါဘူး။ဒါပေမဲ့ဒီလိုပြောတာဟာအမေရိကန်ဟာဘာသာမဲ့နိုင်ငံဖြစ်သွားတာတော့မဟုတ်ပါဘူး။အခုထိအမေရိကန်သမ္မတနိုင်ငံကခရီးယန်ဘာသာပုံရိပ်ကိုပြင်တင်တယ်လို့ရွေးကောက်ပွဲတွေမှာလည်းဒါကအရေးပါသေးပါသို့တော့ဘာသာရေးနဲ့ပတ်သက်ပြီး ပတ်လိုက်တဲ့ဥရီတွေတော့မရှိပါဘူး။ဒီစနစ်မှာအာသာချက်တွေရှိတယ်လို့အားနည်းချက်တွေလည်းရှိပါတယ်။အာသာချက်အနေနဲ့နိုင်ငံသားတိုင်းရဲ့ဘာသာရေးလွတ်လပ်ခွင့်ကိုအမခံပေးနိုင်ပြီးဘာသာရေးကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ပဋိပက္ခတွေကိုရွှတ်ချနိုင်ပါတယ်။ဒါအပြင်နိုင်ငံရေးဆုံးဖြတ်ချက်တွေကိုဘာသာရေးတည်ဝင်မှုကင်းပြီးပုံမှန်ကြိုးကြောင်းစီလျော်စွာချမှတ်နိုင်စေပါတယ်။အားနည်းချက်အနေနဲ့ကတော့ဘာသာရေးဆိုတာတွေကို ဖွင့်ဆိုတာဟာဥရောပဘော်ပြူနားလည်မှုတွေဖြစ်နေတာဘာသာရေးမပါတင်မှုဆိုတာကဘာသာရေး ပေါ်မှာပုံပြီးယုံကြည်ချက်ပြန်ဖြစ်နေတာဒီမိုကရေစီမှာဘာသာရေးဖွဲ့တွေရဲ့စကားစစ်ထုံးမှုမျိုးကိုတရားမဝင်တဲ့ပုံကန့်သက်စေမိတာမျိုးကိုပြဿနာအနေနဲ့ထောက်ပြကြပါတယ်လူမှုရေးမှာဘာသာရေးကွဲပြားမှုကိုလက်ခံလာကြတာတစ်ဖက်ရှိတယ်လို့ပဲပုတ်ကလေးကယုံကြည်မှုတွေပုံမှုများပြားလာပါတယ်ဒီစနစ်အောင်မှာရိုးရာဘာသာကြီးတွေရဲ့လွှမ်းမိုးမှုကတဖြည်းဖြည်းညော့နေတာတွေ့ရပါမယ်လူတွေဟာကိုယ်ပိုင်ယုံကြည်မှုစနစ်တွေကိုဖန်တီးလာကြတာရှိပါတယ် ဒီလိုဖြစ်လာတာကလူတူးချင်းစီရဲ့လွတ်လပ်မှုကိုဦးစားပေးတဲ့ယဉ်ကျေးမှုကြောင့်လည်းဖြစ်တယ်။ဘာသာရေးကပေးတဲ့ကိုချင်းသီလနေရာမှာလေဟာနယ်ဖြစ်နေတဲ့အခါကိုချင်းသီလပွတ်တိုက်မှုတွေလည်းရှိပါတယ်။ဒီစနစ်ကနိုင်ငံအများအပြားအတွက်ဆက်နမူနာဖြစ်လာပေမဲ့နိုင်ငံတိုင်းမှာအခြေအနေမတူကြလို့ကုန်နီကိုဟန်နဲ့လုံကြပါတယ်ပြင်သစ်နိုင်ငံမှာဆိုရင်လူမှုနေရာတွေမှာဘာသာရေးသင်္ကေတတွေဝိစင်တာကိုပိတ်ပင်တဲ့အထိတင်းကျပ်တဲ့ဘာသာရေးကင်းရှင်းမှုကိုကျင့်သုံးပါတယ်ဂျာမီလိုနိုင်ငံမျိုးမှာတော့ဘာသာရေးဖွဲ့စည်းတွေနဲ့အစိုးရကြောင့ ူပေါင်းဆောင်ရွက်မှုတွေရှိပါတယ်။တူရကီလိုနိုင်ငံမျိုးမှာတော့အစ္စလာမ်ဘာသာကိုနိုင်ငံတော်ဘာသာဖြစ်သတ်မှတ်ထားပြီးတခြားဘာသာတွေကိုလွတ်လပ်ခွင့်ပေးထားတယ်လို့ပြပါတယ်။နိုင်ငံတိုင်းဟာသူတို့ရဲ့သမိုင်းကြောင်းရည်ချင်းမှုလူမှုရေးခြေအနေတွေပေါ်မူတည်ပြီးဘာသာရေးနဲ့နိုင်ငံရေးကြားဆက်ဆံရေးကိုညှိနှိုင်းဖော်ဆောင်ကြပါတယ်။အဓိကအချက်ကစနစ်တစ်ခုကိုယူရင်ပုံကောင်းဆုံးနဲ့ရှင်ပြိုင်ဖို့ပါပဲ။ဘယ်သူ့ကိုမှမချန်ခဲ့တယ်လို့အားလုံးအတွက်အစဉ်ပြေဖို့လိုပါတယ်။ဆွစ်ဇာလန်၏ဘဟုအမျိုးသားဖက်ဒရယ်ဒီမိုကရေစီစနစ် နပိုလီယံကျပြီး1815ခုမှာဆွစ်ဇာလန်ကလွတ်လပ်ရေးရပြီးလွတ်လပ်တဲ့ပြည်နယ်25ခုနဲ့ဖွဲ့စည်းထားတဲ့ Confederate ပြည်ထောင်စုတစ်ခုဖြစ်လာပါတယ်။ပြည်နယ်တွေကကိုယ်ပိုင်အုပ်ချုပ်ခွင့်တော်များများရထားပါတယ်။1830ခုနှစ်ဝင်းကျင်မှာ Liberal Line CV Protestant တွေနဲ့ Liberal အင်အားစုတွေကပြုဝင်ပြောင်းလဲရေးလှုပ်လာကြပါတယ်။ဒါကို Catholic နဲ့ CEO သမားတွေကဆန့်ကျင်ပြီး Sonderborn အဖွဲ့ကိုဖွဲ့လိုက်ပါတယ်။1848ခုနှစ်မှာနှစ်ဖက်ကြားဆစ်ဖြစ်ပါတယ်။ Liberal ဘက်ကလူရင်အားတာပြီး ဗြိတိန်ရဲ့ထောက်ခံမှုရထားပါတယ်။ဆွန်နာဘွန်းဘက်ကတော့လွင်အားနဲ့ပင်မဲ့ပြင်သစ်နဲ့အော့စတီးယားနဲ့ရင်းနှီးပါတယ်။စစ်ပွဲကရက်20လောက်ပဲကြာပြီးလစ်ဘရယ်ဘက်ကအနိုင်ရပါတယ်။ဗိုလ်ချုပ်ဒူဖာရဲ့လူသားချင်းစာနာတဲ့စစ်စင်ရေးကြောင့်တည်ဆုံးသူနေပါခဲ့ပါတယ်။စစ်ပွဲပြီးမှဆွစ်ဇာလန်ကဖက်ဒရယ်နိုင်ငံအဖြစ်ပြောင်းလဲဖွဲ့စည်းပါတယ်။ဖက်ဒရယ်ဒီမိုကရေစီအစိုးရတည်ထောင်လာပြီးပြည်နယ်တွေရဲ့လွတ်လပ်စွာရွေးချယ်ခွင့်ကိုလျှော့ချလိုက်ပါတယ်။ဒါပေမဲ့တခြားနိုင်ငံတွေနဲ့ရှင်ရင်လွတ်လပ်ခွင့်အလွန်ကြီးမားစွာရှိနေသေးပဲဖြစ်ပါတယ်။ ီပြည်ရင်းစစ်ပွဲဟာဆွစ်ဇာလန်ရဲ့နောက်ဆုံးစစ်ပွဲဖြစ်ခဲ့ပြီးအဲ့ဒီနောက်ပိုင်းနှစ်200လောက်ထိဆွစ်ဇာလန်ကဥရောပမှာအငြိမ်ဆုံးတဲ့ဂျာမနီနိုင်ငံအဖြစ်ရပ်တည်နိုင်ခဲ့ပါတယ်။ဆွစ်ဇာလန်မှာဂျာမန်၊ပြင်သစ်၊အီတလီနဲ့ရိုမန်ဘာသာစကားတို့ကိုတရားဝင်ရုံးသုံးဖြင့်အသိမှတ်ပြုထားပြီးပြည်နယ်တွေကိုလည်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးထားပါတယ်။ဒီမူဝါဒကဘာသာစကားကွဲပြားမှုကိုအသိမှတ်ပြုအောင်သာမကဒေသခံတွေရဲ့လိုအပ်ချက်တွေကိုပုံမှန်ထိရောက်စွာဖြည့်ဆည်းပေးနိုင်စေပါတယ်။ ပြည်နယ်တွေကသူတို့ရဲ့ပညာရည်ရင်ကျေးမှုနဲ့စီးပွားရေးမူဝါဒတွေကိုရေးဆွဲခွင့်ရှိတာကြောင့်ဒေသခံတွေရဲ့လိုအပ်ချက်တွေကိုပုံမတိကျစွာတုံ့ပြန်နိုင်ပါတယ်။ဒါဟာကွဲပြားမှုကိုအတိမတ်ပြုံသားမှကလက်တွေ့ကျကျစီမံခန့်ခွဲတဲ့နည်းလမ်းတစ်ခုလည်းဖြစ်ပါတယ်။ဆွစ်ဇလန်မှာတူးတဲ့သောသမရတယောက်အစားသမရအဖွဲ့ကနိုင်ငံကိုဥဆောင်ပါတယ်။အဖွဲ့ဝင်ခုနှစ်ဦးကတနစ်စီအလဲကြသမရတာဝန်ယူပါတယ်။ဒီစနစ်ကအာဏာကိုတနင်္လာရက်မှာစုပုံမထားစီပဲပူပေါင်းဆုံးဖြတ်ချက်ချမှတ်မှုကိုအားပေးပါတယ်။ ဖက်ဒရယ်စစ်စစ်ဖြစ်လို့ဘိုးဆိုးရဆိုတာမရှိပါဘူးဖက်ဒရယ်ဆိုးရပဲရှိပါတယ်နိုင်ငံရဲ့မြို့တော်ဆိုတာတော့မရှိပါဘူးဘန်းမြို့ကဖက်ဒရယ်ရုံးမြို့ပဲဖြစ်ပါတယ်ဒီနေရာမှာဘိုးချုပ်ကံမှုလျှော့ချတာမြို့ရင်မှာကိုကကိုပိုင်အုပ်ချုပ်ခွင့်တော်တန်ရထားပါတယ်ပညာရေးကျန်းမာရေးရဲတပ်ဖွဲ့ခွန်ကောက်ခံရေးစတဲ့ကိစ္စတွေကိုဒေသန္တရအစိုးရတွေကစီမံခန့်ခွဲပါတယ်ဒါကဒေသခံတွေရဲ့လိုအပ်ချက်ကိုပုံမထိရောက်စွာဖြစ်စည်းနိုင်စေပါတယ် ဆွစ်ဇာလန်မှာရေးကြီးတဲ့ဆုံးဖြတ်ချက်တွေကိုနိုင်ငံလုံးဆိုင်ရာဆန္ဒခံယူပွဲတွေနဲ့ဆုံးဖြတ်တာဟာနိုင်ရဒီမိုကရေစီရဲ့တင်ရှားတဲ့ဥပမာတစ်ခုဖြစ်ပါတယ်။ဒီစနစ်ကပြည်သူတွေကိုနိုင်ငံရေးဖြစ်စဉ်မှာတက်ကြွစွာပါဝင်စေပြီးစိုးရရဲ့တာဝန်ခံမှုကိုလည်းမြင့်တင်ပေးပါတယ်။ဆုံးဖြတ်ချက်တိုင်းဟာပြည်သူတွေရဲ့ထောက်ခံမှုကိုရယူတာကြောင့်ဒီမိုကရေစီရဲ့နှစ်သာရကိုပုံမပြေဝစေပါတယ်။ဒါမဲ့ဒီလိုစနစ်ကဆုံးဖြတ်ချက်ချဖို့အချိန်ပိုကြနိုင်ပြီးရှုပ်ထွေးတဲ့ပြဿနာတွေအတွက်ရိုးရှင်းလို့နဲ့ဖြေရှင်းချက်တွေဖြစ်လာနိုင်တဲ့အန်တီရယ်လည်းရှိပါတယ်။ ဆွစ်ဇာလန်ရဲ့စနစ်ကမတူကွဲပြားတဲ့အုပ်စုတွေကြားပဋိပက္ခကိုလျှော့ချပေးနိုင်ပြီးဒီမိုကရေစီကိုပြည်သူတွေနိုင်ရကျင့်သုံးခွင့်ရစေပါတယ်ဒီစနစ်ကလူနည်းစုအုပ်စုတွေရဲ့အသံကိုနားထောင်ပေးပြီးသူတို့ရဲ့အခွင့်အရေးတွေကိုကာကွယ်ပေးပါတယ်တချိန်တည်းမှာအများစုရဲ့ဆန္ဒကိုလည်းလေးစားတယ်ဒီချိန်ခွင်ရှာညီများမှုကပဋိပက္ခတွေကိုငြိမ်းချမ်းစွာဖြေရှင်းနိုင်စေပြီးလူ့ဘွယ်စီတစ်ခုလုံးရဲ့တည်ငြိမ်မှုကိုထိန်းသိမ်းတယ်လူတွေကိုနိုင်ငံရေးဖြစ်စဉ်မှာပါဝင်စေတာကြောင့်နိုင်ငံသားတာဝန်သိစိတ်နဲ့ပူးပေါင်းပါဝင်မှုကိုမြင့်တင်ပေးပါတယ် ဆွစ်ဇာလန်ပြည်ထောင်စုစနစ်ရဲ့အာဏာချက်တွေကတော့ဆုံးဖြတ်ချက်ချဖို့အချိန်ကြာခြင်းနဲ့ကုန်ကျစရိတ်များခြင်းတို့ဖြစ်ပါတယ်။မကြာခဏဆန္ဒခံဝဲတွေကျင်းပရတာကအချိန်နဲ့ရင်းမြစ်တွေကိုများစွာကုန်ကျစေပါတယ်။ဒါအပြင်ပြည်သူဆန္ဒခံဝဲတွေအများအတန်းလုံနေရတာကြောင့်မဲဆန္ဒရှင်တွေညှိကွေလာနိုင်ပြီးမဲပေးသူတွေအတွက်ရော့ကြတာရှိပါတယ်။ဒါပေမဲ့လည်းမကျေတတ်တာများရင်နောက်ဆုံးရဆောင်မနေပဲဆန္ဒခံဝဲလုပ်ဖို့လက်မှတ်ကလိုလည်းရပြန်ပါတယ်။နောက်တစ်ချက်ကရှုပ်ထွေးတဲ့ပြဿနာတွေကိုရိုးရှင်းလို့နဲ့ဟုတ်မဟုတ်မေးခွန်းနေတဲ့ ဖြေရှင်းမှုစူးစမ်းရတာကြောင့်ပြဿနာရဲ့နည်းမှုကိုလေ့လျွရှုသလိုဖြစ်သွားနိုင်ပါတယ်ဥပမာနိုင်ငံသားရေးမူဝါဒမှာနိုင်ငံရေးသမားတွေကအခြေလက်ဆွေးနွေးပြီးကမှလယ်သမားတွေမကျေနပ်လို့ပယ်ချလိုက်တာနဲ့ကမကမဖြစ်ရတာမျိုးတွေတွေ့ရတာရှိပါတယ်ပြီးတော့အမြင့်မြေလံမူဝါဒတွေချဖို့ခက်ပြီးသဘောတူတာမဖြစ်မချင်းအလဲကျတဲ့မူတွေပဲရွေးကြရပါတယ်ဆွစ်ဇာလန်နိုင်ငံမှာကျင့်သုံးနေတဲ့ဘဟုအမျိုးသားဖက်ဒရယ်ဒီမိုကရေစီစနစ်ဟာမတူကွဲပြားတဲ့လူမျိုးစုတွေနဲ့ခံတုံနေကြမှာ သားဇာတာဖြစ်မှုတွေကိုဖန်တီးပေးပါတယ်ဒီစနစ်ကလူမျိုးစုတွေကိုသူတို့ရဲ့ဝိသေသလက္ခဏာတွေကိုထိမ့်သိမ့်ဝင်ပေးတယ်လို့တစ်ချိန်တည်းမှာနိုင်ငံရဲ့စီးလုံးညီညွတ်မှုကိုလည်းထိမ့်သိမ့်ပေးပါတယ်ဒါပြန်တဲ့မှာသူ့မှာလည်းသူ့အာဏာချက်တချို့ရှိတယ်ဆိုပေမဲ့ဒီစနစ်မှာဆွစ်ဇာလန်ဟာကမ္ဘာထိပ်ဆုံးလူသားဖွံ့ဖြိုးမှုရှိတဲ့နိုင်ငံတစ်ခုဖြစ်နေပါတယ်ကနေဒါရဲ့ဗဟုယဉ်ကျေးမှုဝါဒဗဟုယဉ်ကျေးမှုဝါဒကလူ့ဖွဲ့စည်းအတွင်းကွဲပြားခြားနားမှုတွေကိုအတိအမှတ်ပြုတဲ့အတွေးခေါ်တရားဖြစ်ပါတယ် ဒီဝါရကယဉ်ကျေးမှုတစ်ခုတည်းကိုပဲနှမ်းမိုးစေတဲ့ယူဆချက်တွေကိုဆွံ့လွှတ်ပြီးလူမျိုးစုဘာသာစကားကိုယ်ွယ်ယုံကြည်မှုယဉ်ကျေးမှုစတဲ့ကွဲပြားမှုတွေကိုလက်ခံပြီးအတိအမှန်ပြုပါတယ်ဒါပေမဲ့ဒီမှာသတိပြုရမှာကဘဟုယဉ်ကျေးမှုဝါရဟာလည်းလူအဖွဲ့စည်းရဲ့ပြောင်းလဲနေတဲ့လိုအပ်ချက်တွေနဲ့အညီတွေးကောပုံတွေဟာလည်းအမြဲတမ်းပြောင်းလဲနေပါတယ်လက်တွေ့ကျင့်သုံးတဲ့အခါပေါ်ပေါက်လာတဲ့အခက်အခဲတွေကလည်းနိုင်ငံတိုင်းမှာမတူညီကြပါဘူးကနေဒါနိုင်ငံဟာ1980ခုနှစ်မှာ ဗဟုယဉ်ကျေးမူဝါဒကိုတရားဝင်မူဝါဒအဖြစ်စတင်ကျင့်သုံးခဲ့တဲ့ပထမဆုံးနိုင်ငံဖြစ်ပါတယ်။ဒါဟာကနေဒါရဲ့သမိုင်းကြောင်းနဲ့ဆက်စပ်နေပါတယ်။ပြည်သင်းနဲ့အင်္ဂလိပ်ကိုနိုနီခေတ်ကတည်းကစတင်ခဲ့တဲ့ယဉ်ကျေးမူပေါင်းစုံရှင်တွဲနေတိုင်းမှုဟာနိုင်ငံရဲ့တရုတ်တရံကိုပုံဖော်ပေးခဲ့ပါတယ်။ဒီမူဝါဒကိုတရားဝင်ကျင့်သုံးခြင်းဟာတိုင်းသာပေါင်းစုံယဉ်ကျေးမူပေါင်းစုံပါဝင်တဲ့ကနေဒါလူ့ဖွဲ့စည်းရဲ့လက်တွေ့အခြေအနေကိုအတိအမှတ်ပြုလိုက်တာပဲဖြစ်ပါတယ်။ဒါဟာနိုင်ငံရေးရာရွေးချက်ရှိရှိလောက်ဆောင်ခဲ့တဲ့ဆုံးဖြတ်ချက်တစ်ခုလည်းဖြစ်ပါတယ်။ ဘဟုယဉ်ကျေးမှုဝါဒကိုလက်တွေ့အကောင်အထည်ဖော်တဲ့အခါမှာစိန်ခေါ်မှုတွေမျိုးမျိုးရင်ဆိုင်ရပါတယ်။လူ့ဖွဲ့စည်းတစ်ခုမှာယဉ်ကျေးမှုကွဲပြားမှုကိုဘယ်လောက်တိုင်းတာဒီလက်ခံမလဲဆိုတာဟာငင်းပွားဖွဲ့ရာကိစ္စတစ်ခုဖြစ်ပါတယ်။ဥပမာဘာသာစကားနဲ့ပတ်သက်ရင်ပညာရေးစနစ်မှာမိခင်ဘာသာစကားနဲ့သင်ကြားခွင့်ပေးကြမလား။အစိုးရရုံးနေမှာဘာသာစကားပေါင်းစုံသုံးဆွဲခွင့်ပေးတယ်လားဆိုတဲ့မိကုန်းနေပေါပေါလာနိုင်ပါတယ်။ထို့အတူပညာရေးမှာလည်း သမိုင်းစားပေရင်ကျင်းမှုတည်ယွညွှန်းတဲ့နေမှာလူနည်းစုတွေရဲ့အမြင်ရှုထောင့်တွေကိုဘယ်လိုရှုထောင့်နဲ့ထည့်သွင်းမလဲဆိုတာတွေစဉ်းစားရပါတယ်။ဒီလိုကိစ္စတွေမှာမျှတမှုရှိအောင်ဟန်ချက်ညီညီစီမံခန့်ခွဲဖို့လိုအပ်ပါတယ်။နောက်တစ်ခုကစီးပွားရေးခန္ဓာမှာဘုတ်ရင်ကျင်းမှုဘာသာကျင့်သုံးတဲ့အခါအဓိကရည်ရွယ်ချက်ကခွဲခြားဆက်ဆံမှုတွေကိုပပျောက်စေဖို့နဲ့လူနည်းစုအုပ်စုတွေအတွက်ဒန်းတူခွင့်လန်းတွေဖန်တီးပေးဖို့ဖြစ်ပါတယ်။ဒီရည်မှန်းချက်တွေပြည့်မီဖို့အတွက်အလောက်ကန်ခန့်ထားရေးမှာ လူမျိုးဘာသာအသားအရာမခွဲခြားပဲရည်ချင်းမော်မူတည်ပြီးရွေးချယ်တဲ့ဆန္ဒကိုကျင့်သုံးကြပါတယ်။စီးပွားရေးလုပ်ငန်းတွေမှာလည်းလူနည်းစုပိုင်းလုပ်ငန်းတွေကိုအားပေးမြင့်တင်တဲ့အစီအစဉ်တွေရှိပါတယ်။ဒါပေမဲ့ဒီလိုဆောင်ရွက်မှုတွေကတခါတည်းရန်ပြောင်းပြန်ခွဲခြားဆက်ဆံမှုလို့ထင်မြင်ခံရတာမျိုးလည်းဖြစ်တတ်ပါတယ်။ဒါကြောင့်မူဝါဒချမှတ်သူတွေအနေနဲ့စီးပွားရေးခွင့်လန်းတွေကိုမျှတစွာဖန်တီးပေးနိုင်ဖို့ထေချာစဉ်းစားရပါတယ်။ဘဝရင်ကျင်းမှုဝါဒနဲ့ပတ်သက်ပြီးဝေဖန်တုံ့တက်မှုတွေမျိုးမျိုးရှိပါတယ်။တချို့ကဒီဝါဒက လူဖွဲ့စည်းကိုကွဲပြားစေတယ်လို့ယူဆကြပါတယ်။သူတို့အမြင်မှာယဉ်ကျေးမှုကွဲပြားမှုကိုအလွန်အမင်းအလေးပေးခြင်းဟာလူအတိုင်းဝိုင်းနေကြကွာဟမှုကိုပုံမကြီးထွားစေနိုင်တယ်လို့ထင်ကြပါတယ်။တစ်ဖက်မှာလည်းဒီဝါဒကိုထောက်ခံသူတွေကတော့ယဉ်ကျေးမှုကွဲပြားမှုကိုအတိမတ်ပြုခြင်းကလူဖွဲ့စည်းရဲ့စည်းလုံးညီညွတ်မှုကိုပုံမခိုင်ပါစေတယ်လို့ယုံကြည်ကြပါတယ်။ဒါအပြင်အခြားသောဝေဖန်မှုတစ်ခုကတော့ဗဟုယဉ်ကျေးမှုဝါဒဟာလူနည်းစုတွေကိုအစစ်အမှန်ဒဏ်တူအခွင့်အရေးမပေးဘူးဆိုတဲ့အချက်ပဲဖြစ်ပါတယ်။ဒီဝေဖန်မှုတွေက ဗဟုရင်ကျင်းမှုဝါဒကျင့်သုံးခြင်းရဲ့လက်တွေ့အကျိုးသက်ရောက်မှုတွေကိုပြန်လည်သုံးသပ်ဖို့တွန်းအားပေးနေပါဗျ။လွန်ခဲ့တဲ့ဆယ်နှစ်ကျော်ကျော်ကဂျာမနီဝင်ကြီးချုပ်ဟောင်းအင်္ဂလာမာခေကရွှေ့ပြောင်းလာသူတွေအဆင်ပြေသလိုစုပေါင်းနေတိုင်းကြားတဲ့ဗဟုရင်ကျင်းမှုပုံစံကျင့်သုံးခဲ့မိတာမားတယ်လို့ပွဲတစ်ခုမှာထုတ်ပြောမှုပါတယ်။ဒီနေရာမှာကနေဒါကအလုပ်ဖြစ်ပြီးဂျာမနီကဘာလို့အလုပ်မဖြစ်သလဲဆိုတာကိုစဉ်းစားရင်ကနေဒါတက္ကသိုလ်ကျောင်းဆရာကတော့တခြားနေရာတွေကဗဟုရင်ကျင်းမှုစနစ်တွေဟာရွှေ့ပြောင်းလာသူတွေနဲ့လိုင်းလျောညီတွေဖြစ်အောင် လာပြောင်းရတာပိုများပြီးကနေဒါရဲ့စနစ်ကတော့စုံလင်ကွဲပြားပြီးသားဌာနေတိုင်းသားတွေရဲ့သားစရာဖြစ်မှုကို အခြေပြုတယ်လို့သုံးသပ်ပြန်ပါတယ်ဒါလည်းစဉ်းစားစရာတစ်ခုပါပဲနောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါတယ်ရှင်ဂျေဇူးတင်ပါတယ်ရှင်ကျွန်မတူတာပါ